ဒီနေ့မှာဆိုရင်တော့ပြိတက်ကြီးအတွက်တင်ဆက်ပေးသွားမှာက United အတွက်ဘဝတစ်ခုလုံးပုံအပ်ပြီးတော့အောင်မြင်မှုများစွာရရှိခဲ့တဲ့ Ryan Giggs ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဝိနိုင်ငံသားဂန်နဝင်ကစားသမားကြီး Ryan Gig ဟာဘောလုံးသမားဘောလုံးနီးပြနဲ့လက်ရှိဆဲဖို့အသင်းရဲ့ပူးတွဲပိုင်ရှင်ပဲဖြစ်ပါတယ်။သူဟာချွင်းချက်မရှိသူ့ရဲ့မျိုးဆက်ရဲ့အကြီးအကျယ်ဆုံးကစားသမားတွေထဲမှတစ်ယောက်ဖြစ်ပြီးတော့ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးတောင်ပန်ကစားသမားများထဲမှတဦးအဖြစ်လဲသတ်မှတ်ခံထားရသူပဲဖြစ်ပါတယ်။ Professional ဘောလုံးကစားသမားဘဝတစ်ခုလုံးကို Manchester United အသင်းမှာကုံဆုံးခဲ့ပြီးတော့ယာယီနီးပြလက်ထောက်နီးပြအဖြစ်လဲတာဝန်ထမ်းဆောင်ခဲ့သူပဲဖြစ်ပါတယ်။သူဟာလှပတဲ့ကစားဟန်နဲ့အဖိုးတန်ဘဲချီတစ်ချောင်းပိုင်ဆိုင်ထားပြီးတော့ကစားသမားဘဝပွဲပေါင်းတစ်ထောင်ကျော်ကစားခဲ့သည့်ကစားသမား၄၄ 4ဦးအနက်မှ2ဦးအပါဝင်မဲ့ဖြစ်ပါတယ် Ryan Gig ဟာ Rugby ကစားသမားဝေးလံ့ရွေးစဉ် Danny Johnson ရဲ့သားဖြစ်ပြီးတော့သူ့ကိုကာဒစ်မြို့မှာမွေးဖွားခဲ့ပါတယ်သူ့ရဲ့ဖခင်ဟာ Swan Town RLFC Rugby အသင်းနဲ့ပူးပေါင်းခဲ့တဲ့အတွက်သူ့အသက်6နှစ်သားအရွယ်မှာပဲသူတို့မိသားစုဟာ Greater Manchester ရှိ Sefo မြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် Sefo ကိုပြောင်းရွှေ့သွားပြီးတဲ့နောက်မှာတော့ Gig ဟာ Manchester City ကင်းထောက် Dennis Coffey မှနီးပြသည့်ဒေသခံအသင်း Din Bolon အသင်းမှာထင်ရှားခဲ့ပါတယ်ဒါကြောင့် Dennis Coffey ဒီ Manchester City ကိုပြောင်းရန်အကြံပြုခဲ့ပြီးတဲ့နောက်မှာတော့ Gig ဟာသူတို့เจ้าမှာစရင် င်းသွင်းခဲ့ပါတယ်အဓိကအားဖြင့်သူဟာကွင်းလယ်ဘက်ချမ်းမှာကစားပြီးတော့မန်စီးတီးအသင်းမှာကစားသမားဘဝကိုစတင်ခဲ့ပြီမဲ့လေ1989ကင်းရဲ့14နှစ်မြောက်မွေးနေ့မှာတော့ Manchester United ကိုရောက်ရှိလာခဲ့ပါတယ်ကင်းဟာ1992ခုနှစ်မှာတော့ကလပ်အတွက် professional ပွဲဥတည်ကစားခဲ့ပြီးတော့23နှစ်ကြာ senior အသင်းအတွက်ကစားပေးခဲ့ပါတယ်2013-2014ရာသီတွင်ဘောလုံးကစားခြင်းမှအနားယူခဲ့ပြီးတော့ပြိုင်ပွဲစုံပွဲပေါင်း963ပွဲကစားပြီးတော့ပြိုင်ပွဲစုံကလပ်ဆန်ချိန်တင်ခဲ့ပါတယ်စူပလာအောင်မြင်မှုအဖြစ်သူဟာ Premier League Champion ဆု73ချိန်ရရှိခဲ့ပြီးတမိုင်းတခြား ျောက်အခြားကစားသမားတွေတက်ပိုးများက FA ဗလာ၄ချိန်၊ League ဗလာ၄ချိန်၊ Champion League ၂ချိန်၊ FIFA ကလပ်ကမ္ဘာဗလာ၁ချိန်၊ International ဗလာ၁ချိန်၊ Europa Super ဗလာ၁ချိန်နဲ့ Community Tie ၉ချိန်တို့ကိုရရှိခဲ့ပါတယ်။နောက်ပြီးတော့ Premier League မှာ Gateway League Champion စုကိုစုကူးထားနိုင်တာဆိုလို့ Manchester United နဲ့ Liverpool တို့အသင်းသားရှိပါသည်။ Ryan Giggs ဟာတမိုင်းတစ်လျှောက် PFA တနစ်တာအကောင်းဆုံးလူငယ်ကစားသမားစုကို1992နဲ့1993တွင်နှစ်နှစ်ဆက်တိုက်ရရှိခဲ့ပြီးတော့တဦးတည်းသောကစားသမားအဖြစ် Premier League ရဲ့22ရာသီလုံးကိုကစားခဲ့တယ်လို့22ရာသီဂိုးသွင်းယူနိုင်တဲ့ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။2008ခုနှစ်တွင် PFA ရဲ့ရာစုနှစ်အသင်း2003ခုနှစ်တွင် Premier League ရဲ့ဆယ်စုနှစ်အသင်းနဲ့ FA Cup အသင်းရဲ့ရာစုနှစ်အတွင်းရွေးချယ်ခံခဲ့ရပါတယ်။နောက်ပြီး Premier League တမိုင်းတစ်လျှောက်ဂိုးပန်တီးမှု162ကြိမ်နဲ့ Champions League တမိုင်းတစ်လျှောက်ဂိုးပန်တီးမှု42ကြိမ်ပြုလုပ်ခဲ့နိုင်သူလည်းဖြစ်ပါတယ်။2009ခုနှစ်တွင် BBC Sport ရဲ့ Personality of the Year အဖြစ်သတ်မှတ်ခံခဲ့ရပြီးတော့2008ခုနှစ်ဘီယင်မမွေးနေ့တွင်တော့ OBE အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။နိုင်ငံလယ်ရေးစဉ်အဖြစ်ကဲဟာဝေးလယ်ရေးစဉ်အသင်းအတွက်1992ခုနှစ်မှ2008ခုနှစ်အတွင်း64ပွဲကစားခဲ့ပြီးတော့ ဆန်နဂိုးတွင်းယူက2012နွေရာသီအိုလံပစ်တွင်ချန်ပီယံခဲ့သော Great Britain အသင်းတွင်လည်းအသင်းကောင်းဆောင်အဖြစ်တာဝန်ယူခဲ့ပါတယ်။ United မှာ David Moore ထုတ်ပယ်ခံရပြီးတဲ့နောက်ယာယီနီးပြအဖြစ် United ကိုတာဝန်ယူခဲ့ပြီးတော့နီးပြ Louis Van Gaal ရဲ့လက်ထောက်နီးပြအဖြစ်လည်းတာဝန်ယူခဲ့ပါတယ်။နောက်ပိုင်းနီးပြ Mourinho ကိုခန့်အပ်ပြီးတဲ့နောက်မှာတော့2016ဇွန်လမှာ United ကနေပြီးတော့ထွက်ခွာခဲ့ပါတယ်။2018ဇန်နဝါရီလတွင်ဝေးလက်ရေးစဉ်အသင်းရဲ့ Manager အသစ်ဖြစ်လာခဲ့ပြီးတော့ Kit ဒီဝေးကို UEFA Euro 2020အတွက်ပါဝင်နိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီးတော့2022ခုနှစ်ဇွန်လတွင်ယာဒူးမှနှုတ်ထွက်ခဲ့ ဲ့ပါတယ်။ကင်းရဲ့ကစားသမားဘွားကတကယ်ကိုခမ်းနားလွန်းခဲ့ပါတယ်။ဒီပြကြီးစာရဲလက်ဖာဂူဆန်ပြောပြောနေကြ။သူကင်တွေဘူးတဲ့ကမ္ဘာအဆင့်ကစားသမား၅ဦးစီးရင်မှာထိတ်ဆုံးကနေပါဝင်ခဲ့သူတယောက်ပဲဖြစ်ပါတယ်။သူ့ရဲ့ဘဲဂျီတစ်ပေါက်ကတကယ်ကိုအဖိုးတန်ပြီးတော့ကြည်ရတဲ့သူတွေအတွက်တော့ဖျော်ဖြေမှုဘလောက်ထိပေးစွမ်းနိုင်တယ်လဲဆိုတာ United Fan တွေသာအတည်ဆုံးဖြစ်မှာပါ။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်။အခါလာသတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော် MM Media ရဲ့ Facebook, YouTube, TikTok တို့ကို Like and Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်။ဘောလုံးပွဲ highlight ကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့ www.mmmedia.com တို့မှာလည်းအခမဲ့ highlight ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြအောင်တင်ဒင်းကောင်းပိုင်းနဲ့နောက်စီစဉ်နေမှာပြန်လည်ဆောင်တွေ့ကြရမယ်ကျွန်တော်ကတော့အစီအစဉ်တက်ဆက်သူဖဖလေးပဲဖြစ်ပါတယ်